တူကြတဲ့ဇေဒီပြားပုံစံများပြုခစ်ကဇေဒီနေလဲတူတယ်ရခိုင်ဘက်ကဘုရားတွေနေလဲတွားပြီးတော့ဆင်တူတဲ့ဘုရားအဆုမေးပါနေဝင်ချင်းစည်းစာမှာတင့်တယ်တပ်ပယ်တဲ့ပကံရဲ့အလှပါတရားတွေရှုပြီးခံစားမှာဖြစ်ပါတယ်ဒီဘုရားသုံးစုကတော့တခြားဘုရားတွေနဲ့တိတ်ပြီးတော့မတူကွဲပြားနေတာပြုတွေ့ရတယ်နော် ဒီဘက်ကတော့တာသတိကအဆောက်အအုံနဲ့ယူဆပါတယ်၄တောင်နေရင်တော့အကြောင်းတိုက်တည်းလားမသိပါဘူးဘုရားတုံးသူဆင်လိုက်ညီညာညာနဲ့ဘူးမြော်ပါတယ်ပုံတရံနဲ့နည်းနည်းဆင်တူပါတယ်ဒါကတော့ထူးခြားတဲ့ဇေဒီပုံစံတွေနဲ့ဘုရားဇေဒီကြီးတွေဖြစ်ပါတယ်ဒီဘက်မှာတော့၄တောင်အဆောက်အအုံကြီးပဲဗျာ သာသနိကအဆောက်အဦတွေလို့ယူဆရတယ်ဒီတော့အဆောက်အဦတွေကြီးပဲတွေ့ရတယ်ထဲကိုဝင်ပြောမှကြည့်တဲ့အခါကျတော့ထဲမှာအဲဘာမှမတွေ့ရဘူးအဆောက်အဦနေနေကအကုန်လုံးလေးတော့နေတွင်းနေမှာတော့နေရာမှာတော့ဖျားဆင်းလူတွေရှိခဲ့မယ်ဆိုတော့တရားထိုင်နေနေရာတော့မသိဘူးဗျရှင်းတော့ပါလေ နောက်ဘက်မှာလည်းဒီတိုင်းပဲဒီလိုလေးတော့ကြကြအဆောက်အဦတွေပဲအများကြီးတွေ့ရတယ်ဒီစေရီကြီးတခုပဲထူးခြားပါတော့တဲ့မှာလည်းပြည့်စုံမှာလည်းနော်ထူးခြားတဲ့လက္ခဏာနဲ့ဒီစေရီကြီးတော့ဝင်ပြီးတော့မှလေ့လာအောင်မယ်ဟိုးဘက်ကခြားထဲမှာတော့ဓမြန်ကြီးဖျားလေးလမ်းပြီးတော့မှအခုမျိုးဒီမှာစေရီအစုဝေးအများဆုံးတွေ့ရတဲ့နေရာတခုလို့လည်းပြောလို့ရတယ် င်မင်ကဘုရားစုနေရာတွေထက်ဘူးဇီရီတွေအများကြီးတွေ့ရတယ်ဒီထဲကိုဝင်ပြီးတော့မှလေးလာတွန်းပံမှာလဲဇီရီတစုတွေ့ရတယ်ဇီရီရဲ့အတွန်းထဲမှာတော့အဲတင်မလင်ခွေကိုတော်လေးတစုတွေ့ရတယ်ဒီဘက်မှာတော့တွန်းပံမှာလဲဇီရီဒီလိုမိုးပေါက်ကလေးတွေကနေရိုက်တဲ့ပကံမြင်ကွင်းရှုနေလေးတွေကိုကျုပ်ကအရန်သဘောကျတယ် ီဖီးယားကတော့ဒီနေ့ဖို့နေလဲစောင့်နေပြီလို့နောက်ဆုံးပူဇော်မဲ့ဖူးမြုံမဲ့အရာကြီးဖြစ်ပါတယ်အလင်းရောင်ရသတော်ကလေးနဲ့ကြီးညိုပါမယ်ဖီးယားကတော့မတရားမှကြီးကျယ်ခမ်းနားတဲ့တင်မလီခွေကိုတော်ကြီးဖြစ်ပါတယ်